မိခင်ရဲ့တခိုးလုံးရက်ကအပြစ်ရှိနေပေမဲ့အပြစ်မဲ့ကလေးငယ်ကိုပါဆိုင်ရှင်ကလွတ်လွတ်နှိပ်စက်ခဲ့တာကြောင့်အေးအေးခံရနိုင်ခြင်းရှိနေတဲ့လိုင်သာယာကဆိုင်ရှင်ပြည်သူများလုံးမင်္ဂလာပါမာရပန် page ကနေကြိုဆိုလိုက်ပါတယ် လက်တလုံး online ပေါ်မှာပြန့်နှံ့နေပြီးလူပြောများနေတဲ့ဗီဒီယိုတစ်ပုဒ်ကတော့လှိုင်းတရားမြို့နယ်ကစိုင်းတဆိုင်မှာသခိုးဖမ်းမိတဲ့ဗီဒီယိုတစ်ပုဒ်ကြောင့်ပဲဖြစ်ပါတယ်။ဗီဒီယိုထဲမှာဆိုင်းရှင်ကဖမ်းမိထားတဲ့ပစ္စည်းခိုးယူသူအမျိုးသမီးကိုလက်လွန်နှိပ်စက်ထားတာကြောင့်ဆိုင်းရှင်ကိုဝေဖန်နေကြတာပေါ့။ဆိုင်းရှင်ရဲ့ပြောပြချက်အရအစိုးရအမျိုးသမီးကဆိုင်းမှာပစ္စည်းလာခိုးတာခဏခဏရှိနေပြီဖြစ်ပြီးဒီတစ်ချိန်မှာတော့လက်ဘူးလက်ချက်မိခဲ့တာပေါ့။ပစ္စည်းခိုးယူသူအမျိုးသမီးမှာကသူ့ရဲ့သားဖြစ်သူလူမမဲကလေးလေးလေးပါလာပြီးဆိုင်းရှင်ဖမ်းမိလို့နှိပ်စက်ခံနေရတဲ့အချိန်မှာကလေးငယ်ကိုတော့မနှိပ်စက်ဖို့တောင်းပန်နေ ခဲ့တာပဲဖြစ်ပါတယ်။ဒီမြင်ကွင်းကြောင့်ဆိုင်ရှင် တင်ထားတဲ့နှိပ်စက်ထားတဲ့ဗီဒီယိုအောက်မှာဆိုရင်ဆိုင်ရှင်ကိုတနာကျူနာတတ်မိချမယ့်အဆောင်ပြည်စည်းခိုးယူသူမိခင်နဲ့လူမမဲကလေးလေးကိုသာတနာလာကြတာပေါ့။အခုခေတ်ကစီးပွားရေးအခြေအနေတွေကြာဆင်းလာတာကြောင့်ခိုးဆိုးလူနိုင်မှုတွေကလည်းပေါများလာကဆိုင်တိုင်းလုံးလုံးမှာတခိုးကတ်တာမျိုးတွေကြုံတွေ့ရလာတတ်တာဖြစ်ပါတယ်။ဒီလိုကြုံတွေ့ရတိုင်းလဲဆိုင်ရှင်တွေကနောက်ထပ်သူတို့လိုမကြုံရလျောင်းတခိုးတွေရဲ့မျက်နှာကို CCTV record တွေကနေဖော်ပြကြသလုံးအဖမ်းခံရရင်လည်းတေချာဗီဒီယိုရိုက်တင်လေးရှိပါတယ်။ ဒါပေမဲ့ကိုတိုင်းရေးယူတာမျိုးမဟုတ်ဖဲရဲလန့်အပ်ပြီးသားရေးယူနေကြတာပေါ့အခုဖြစ်ခဲ့တဲ့လှိုင်းသားရကဆိုင်ရှင်အမျိုးသမီးကတော့ဖြစ်စည်းခိုးယူခဲ့တဲ့အမျိုးသမီးကိုကိုတိုင်းနှိမ့်ဆက်ညှဉ်းပန်းခဲ့တာပဲဖြစ်ပါတယ်စိတ်ရှိလက်ရှိသပင်ကဆွဲပြီးပားရိုက်ခဲ့တယ်လို့ခြေထောက်နဲ့လည်းဖိနှိမ်ထားခဲ့တာပေါ့ပားရိုက်တဲ့အရေးအတွက်ကလည်းအချက်ပေါင်းများစွာသာမကရိုက်ပြီးဗီဒီယိုမှတ်တမ်းအောင်ရိုက်ကူးတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်ဒါအပြင်ဆိုင်ရှင်အမျိုးသမီးကဖြစ်စည်းခိုးယူခဲ့တဲ့အမျိုးသမီးရဲ့ကလေးငယ်ကိုပါကိုထိလိုက်ရောက်နှိမ့်ဆက်ခဲ့တာပေါ့သားမီးနှစ်ယောက်လုံးကိုဆိုင်အပြင်ဓာတ်တိုင်မှာကျိုးနဲ့ချီတုပ်ပြီးထပ်မံနှိမ့်ဆက် က်ခဲ့ပြန်ပါတယ်ဒီလိုတွေလုံးလုံးအားမရသေးတဲ့ဆိုင်ရှင်အမျိုးသမီးကကလေးငယ်နဲ့မိခင်ကိုရင်နွေးဖို့နဲ့လောင်းဖို့လဲပြင်ဆင်ခဲ့သေးတာပေါ့ပြည်စည်းခုံးယူခဲ့တဲ့အမျိုးသမီးကအတန်တန်တောင်းပန်ပြီးပေးတဲ့အဖြစ်ခံပါမယ်လို့ပြောနေတာတောင်စနစ်ဆက်ခဲ့တဲ့အပြင်ရင်နွေးဖို့နဲ့လောင်းမယ်လို့လည်းပြောလာတာဖြစ်ပါတယ်ပြည်စည်းခိုးခဲ့တဲ့အမျိုးသမီးခမကိုယ်တိုင်နှိမ့်ဆက်ခံနေရတာထက်လူမမယ်ကလေးလေးကိုထိခိုက်မှာစိုးရိမ်နေခဲ့တာပေါ့ ။ဒါကြောင့်ကလေးကိုတော့မနှိမ်ဆက်ဖို့အတွက်မိခင်မြတ်တာအဖြစ်နဲ့တောင်းပန်နေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်မိတဲ့သူတိုင်းကတော့ဆိုင်ရှင်အမျိုးသမီးကိုသာအပြစ်တင်နေကြတာရှင်။ဘလို့ပဲပစ္စည်းခိုးခိုးဒီလောက်ထိမနှိမ်ဆက်သင့်မယ်ရဲလက်တာအသင်ကြောင့်လည်းပြောနေကြကြတာပေါ့။လူတစ်ဖက်သားကိုနှိမ်ဆက်တဲ့အပြင်ကလေးငယ်ကိုတော့အလွတ်မပေးဘဲရက်ဆက်တဲ့ဆိုင်ရှင်ကိုရက်ွက်နေလူတို့ကလည်းတရားဆွဲဆိုခဲ့ကြကောင်။အခုလက်ရှိမှာတော့ဆိုင်ရှင်အပါဝင်ဆိုင်ဝင်တန်းတွေကပါဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။ဒါရီမကတိပဲပရိုက်တာသမားတွေဖြစ်တဲ့ခိုင်နှင်းဝေလှိုင်းသားရောက်ကိုကြီးနဲ့ကိုထွန်းမင်းတို့ကလည်းကလင်းငယ်အ ဲ့ဘက်ကနေဥပဒေအရကာကွယ်ပေးသွားကြမှာဖြစ်တဲ့လို့နင်နာသူသားမီးအပေါ်ပရိုက်တာသမားတွေနဲ့အများပြည်သူကတက်နိုင်သမျှငွေချေးထောက်ပံ့လှူဒန်းပေးသွားကြမှာလည်းဖြစ်ပါတယ်။ကြီးစုနေတဲ့ပြည်သက်တို့အနေနဲ့ရောကိုထင်းလက်ရောက်နှိပ်စက်ခဲ့တာကြောင့်ပြည်စည်းခိုးတဲ့သူကအေးအေးယူမခံရပဲဆိုင်ရှင်ကပြန်တရားစွဲခံရတဲ့လှိုင်းသားရအမှုပေါ်ဘလို့ထင်မြင်မိလဲဆိုတော့ခမမပြပြခဲ့ပါအောင်ရှင်။ဆောင်းနေကြီးစုပြခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။ YouTube channel ကိုလည်း like and subscribe လုပ်ပြီး TikTok လေးကိုလည်း follow လုပ်ခဲ့ပါအောင်ရှင်။နေ့ရက်တိုင်းတော့ပြောရှင်ပါစေ။